ဒီကနေ့ဇူလိုင်လတရနေ့အင်္ဂါနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။မြင်းကလေးင်တဲ့အနေနဲ့ဒီကနေ့ဇူလိုင်လတရနေ့မြန်မာစံတော်ချိန်မနက်၂နာရီ၁၃မိနစ်ခန့်မှာလင်ခင်မြို့ရဲ့အနောက်အနောက်မြောက်ဖက်၅မိုင်ခန့်အကွာအနက်၆မိုင်ခန့်ကိုပဟုပြုပြီးအေအာ၄.၁ရတာစကေးရှိမြင်းကလေးင်တစ်ခုလှောက်ခတ်သွားခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်ဟာဒီကနေ့ဇူလိုင်လ၁ရက်နေ့မှာအပြော့သွားနိုင်ပြီးအိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသတွေကိုဆက်လက်ရွေးရှားကကုန်းတွင်းလေပြင်းနဲ့ရေဝန်အဖြစ်အပြန်ကောင်းလာနိုင်တယ်လို့မိုးလေဝသပညာရှင်ဝန်ထမ်းကခန့်မှန်းထားပါတယ်။ဘင်္ဂလားပင်လယ်အော်မှာအနောက်တောင်မုတ်တုံလေအလွန်ကောင်းနေပြီးဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပင်လယ်အတွင်းမှာလည်းလာမယ့်ဇူလိုင်လ12ရက်အထိအထက်လေဝဲလိုက်တဲ့လေပြင်းနဲ့ရေဝန်တွေစက်တိုက်ဖြစ်ပေါ်နိုင်တဲ့အတွက် မြန်မာနိုင်ငံဘက်မှာမုတ်တုံမိုးရွာသွန်းတာကရက်ဆက်ဆိုးသလိုရှင်နေအောင်မှာဖြစ်တယ်လို့ဥဝင်နိုင်ကအတိပေးထားပါတယ်။ဘကုံမျိုးကဘကုံမြေရင်နဲ့မရောင်မျိုးကစစ်တောင်မြေရင်တွေကနောက်တည့်ရက်တွေအဲ့ဒီမျိုးတွေရဲ့စိုးရင်ရဲ့အမှတ်ကိုရောက်ရှိနိုင်တာမို့အဲ့ဒီမျိုးတွေကမြေကန္နာနီနဲ့ညနေပိုင်းနေထိုင်ကြသူတွေအနေနဲ့ဒရီနဲ့နေထိုင်ကြဖို့နဲ့ညည့်ရင်မြင့်တလာရင်အချိန်မီရှောင်ရှားကြဖို့မိုးစလာကတတိပေးထားပါတယ်။